လွန်ခဲ့သောနှစ်ပေါင်းများစွာကမျိုးကြီးတစ်မျိုးရဲ့အနီးတစ်ဝိုက်မှာဥဖိုးထွားတဲ့ဒေါ်မြဝင်းဆိုတဲ့လေမယားနှစ်ယောက်ဟာအရန်ကိုဆင်းရဲခဲ့ပါတယ်သူတို့မှာတာသမီလည်းမရှိလို့စိတ်မချမ်းမြေ့စရာဖြစ်ရပါတယ် ဥပိုးထွက်ကဈေးထဲမှာတွန်းလဲလေးနဲ့ဟင်းသီးဟင်းရွက်ကိုရောင်းပြီးတော်မြဝင်းကတော့အိမ်နီးနာချင်းတွေရဲ့အဝတ်တွေကိုတအိမ်ပြီးတအိမ်လိုက်လျှော့ပေးရတဲ့ဒူရိုနှစ်ယောက်ဟာဒီလိုပဲနေထိုင်ခဲ့ကြပါတယ်တနေ့မှာတော့ဥပိုးထွက်ဟာဈေးကပြန်လမ်းမှာညနေဆောင်အချိန်ကိုရောက်ပြီးမြို့ရဲ့အပြင်ဘက်ကစွန့်ပစ်ထားတဲ့ဖုန်းကြီးကြောင်ဟောင်းသားအယောက်မှာကလေးငယ်ကိုတန်တဲ့တဲ့လေးကိုကြားလိုက်ရတဲ့အနာကိုတွားကြည့်လိုက်တော့ ဆုပ်ပြဲနေတဲ့အဝစ်စားဟောင်းလေးနဲ့မျက်လုံးလေးတွေကပြောင်းလဲနေတဲ့လမင်းလိုကလေးငယ်ကချစ်စရာကောင်းပြီးကလေးကငိုတာရက်သွားပြီးသူ့ကိုပြုံးပြလိုက်တဲ့အခါဦးဘိုးထွားရဲ့ရင်ထဲမှာမပြောပြတတ်တဲ့အချစ်တွေကယူနာတွေနဲ့အတူထူးဆန်းတဲ့ကြည်နူးမှုတစ်ခုကိုခံစားလိုက်ရတဲ့ဦးဘိုးထွားဟာဒီကလေးကိုအင်ကိုခေါ်လာခဲ့ပါတယ် ဒေါ်မြဝင်းလေကလေးငယ်ကိုမြင်တော့ဝမ်းသာလွန်လို့မျက်ရည်တွေတောင်ကျပါတယ်ဒီကလေးကငါတို့ရဲ့ကံကောင်းခြင်းနဲ့လမင်းလေးလိုပဲလို့ပြောဆိုပြီးလမင်းလိုနာမည်ပေးပြီးကိုသားသမီးအရင်လိုပြုစုဆောင်ရှောက်ခဲ့ကြပါတယ်လမင်းလေးဟာသူတို့အိမ်ကိုရောက်ပြီးတဲ့နောက်မှာစမ်းတဲ့အပြောင်းလဲတွေစတင်ပေါ်ပေါက်လာပါတော့တယ်ဝီဘိုးထွားတို့လေမယားနှစ်ယောက်ဟာလည်းစီးပွားရေးတွေကိုအရင်လိုရှာရက်ခတ်တဲ့လူမျိုးတွေမဖြစ်တော့ပါဘူးဦးဘိုးထွားရဲ့ဟင်းသီးဟင်းရွက်ရောင်းရတဲ့အလုပ်ကတိတိတသာအဆင်ပြေလာတဲ့ဈေးသွားစီးပြန်လုပ်တဲ့အခါတိုင်းလွယ်လွယ်ကူကူနဲ့လိုချင်သူတွေများလာပြီးတခြားသူတွေထက်အမျက်ဆုံးပိုရလာတယ် လမင်းလေးကကံကောင်းခြင်းကိုယူဆောင်လာတာပဲလို့ရွာထဲကလူတွေကိုပြောဆိုကြပါတယ်။ဝီဘိုးထွားတို့လေမယားနှစ်ယောက်ဟာကျမ်းမာချမ်းသာလာပြီးအရင်ကဆိုရင်လေမယားနှစ်ဦးဟာဖျားနာကြိုက်ခဲ့တာတွေမကြာခဏဖြစ်တတ်ပေမဲ့လမင်းလေးကရောက်လာတဲ့နောက်ပိုင်းမှာတော့အဖျားနာကင်းပြီးကျမ်းမာပျော်ရွှင်လာကြတဲ့အိမ်ထဲမှာရေမောတန်တွေနဲ့ပြည်နေတယ်။ဝီဘိုးထွားတို့မိသားစုဟာယင်းဤတဲ့မိတ်ဆွေအတိုင်းအဝိုင်းတွေတိုးပွားလာပြီး အကူအညီပေးခြင်းသူတွေလည်းပိုများလာတယ်လူတိုင်းကလမင်းလေးရဲ့အပြုံးလေးကိုချစ်ခင်ကြပြီးကလေးကြောင့်သူတို့မိသားစုရဲ့ဘဝဟာအေးချမ်းသာရလာခဲ့တယ်လင်မယားနှစ်ဦးဟာလမ်းဘေးကကောက်ယူမွေးစားခဲ့တဲ့တားငယ်လမင်းကြောင့်ဆင်းရဲတဲ့ဘဝကနေဒီလိုအခြေမျိုးကိုရောက်လာနိုင်မယ်လို့မထင်ခဲ့ဘူးအဆင်ပြေလာပြီးနောက်ပိုင်းမှာမကြခင်မှာပဲတစ်သားအိမ်လေးကိုတည့်ရက်တဲ့အင်္ဂလိပ်ဖြစ်ပြောင်းလဲလာပါတော့တယ်လမ်းဘေးကဆုံးဖြတ်ခံခဲ့ရတဲ့လမင်းလေးဟာသူ့ရဲ့မွေးစားမိဘနှစ်ပါအတွက်ဘဝလင်းရောင်ဖြစ်လာခဲ့ပြီးရွှေငွေဥစ္စာထက်အဖိုးမဖြစ်နိုင်တဲ့ပျော်ရှင်ခြင်းမြေခြင်းနဲ့ကံကောင်းခြင်းတွေကိုယူဆောင်လာ ပေးခဲ့တဲ့ကံကောင်းခြင်းလက်မင်းလေးကိုဖြစ်လာပါတော့တယ်